စုပေါင်းကာကွယ်ရေးကဏ္ဍအတွက်ကာကွယ်ရေးအသုံးစိတ်တွန်းမြင့်ခြင်းမရှိတဲ့အမေရိကန်ရဲ့မဟာမိတ်တွေအနေနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရလိမ့်မှာဖြစ်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကဒီဇင်ဘာ6ရက်မှာတတိပေးခဲ့ကြောင်းနီကီအိရှာကဖော်ပြခဲ့ပါတယ်။ ဒါပြင်စုပေါင်းကာကွယ်ရေးကဏ္ဍအတွက်ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ခဲ့တဲ့နိုင်ငံတွေအနေနဲ့အထူးအခွင့်အရေးကိုရရှိလိမ့်မှာဖြစ်ကြောင်းလည်းဟတ်ဆက်ကအင်ဒိုပစိဖိတ်ဒေသနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်အစိုးရဘက်ကချင်းကပ်ပုံကိုပြောကြားခဲ့တဲ့မေဂွန်အတွင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။အမေရိကန်ဟာဒေသတွင်းထိတိုက်တွေ့မှုတွေဖြစ်ပွားစေဖို့ကြိုးပမ်းခဲ့တာမရှိကြောင်းဒါပေမဲ့သက်ဆိုင်ရာနိုင်ငံအားလုံးရဲ့အကျိုးစီးပွားတွေအတွက်အာဏာဟန်ချက်ညှိမှုရှိအောင်လှုံ့ဆော်ခဲ့ကြောင်းဟတ်ဆက်ကပြောကြားခဲ့ပါတယ်။ အစ္စရေးတောင်ကိုရီးယားပိုလန်ဂျာမနီဘော်တစ်နိုင်ငံတွေလိုစံပြားမဟာမိတ်နိုင်ငံတွေကကာကွယ်ရေးအသုံးစိတ်တွေမြင့်တင်ခဲ့ကြပါတယ်သူတို့ကကျွန်တော်တို့ရဲ့အထူးမျက်နှာသာပေးမှုကိုရရှိမှာပါကာကွယ်ရေးအသုံးစိတ်ကိုမတိုးမြင့်နဲ့မဟာမိတ်တွေကတော့နောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရမှာပါလို့ဟတ်ဆက်ကကယ်လီဖိုးနီးယားပြည်နယ်မှာပြုလုပ်တဲ့ Ronald Reagan မြို့သားကာကွယ်ရေးဖိုရမ်မှာပြောကြားခဲ့ပါတယ်ကျွန်တော်တို့ကတရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုထိန်းချုပ်ဖို့သူတို့ကိုဩဇာလွှမ်းမိုးဖို့မကြိုးစားပါဘူးပြီးတော့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးရှင်ရင်ဆွဲအခြေအနေကိုပြောင်းလဲဖို့ ည်းမကြိုးစားပါဘူးလို့သူကဆိုပါတယ်။ Indo-Pacific ဒေသကကျွန်တော်တို့ရဲ့အကျိုးစီးပွားတွေကကြီးမားပါတယ်။ဒါပြင်အခွင့်အလမ်းတွေနဲ့လက်တွေ့ကျမှုတွေလည်းရှိပါတယ်လို့ဟက်ဆက်ကဆိုပါတယ်။အခုနှစ်ဖော်ရန်ရဲ့လေးလာဆက်စစ်တမ်းတွေအရအမေရိကန်နိုင်ငံသား60ရာခိုင်နှုန်းဟာထိုင်ဝမ်ကျူးကျော်ခံရပါကအမေရိကန်တပ်ဖွဲ့တွေကကာကွယ်ပေးဖို့ထောက်ခံခဲ့ပြီးဒီနှုန်းသားဟာပြည်ခဲ့တဲ့နှစ်ကထောက်ခံမှုနှုန်း68ရာခိုင်နှုန်းမှမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဟာဆာဟာရော်နယ်ရီဂန်မျိုးသားကာကွယ်ရေးဖိုရမ်မှာမိကွန်းပြောကြားပြီးနောက်ဝါရှင်တန်မှာနှစ်ဆက်ပြုလုပ်တဲ့အမေရိကန်ဩစတြေးလျဝန်ကြီးအဆင့်အစည်းဝေးအော်စမင်မှာဩစတြေးလျကာကွယ်ရေးဝန်ကြီးဝင်းချက်မှာလည်းဩစတြေးလျနိုင်ငံသားရေးဝန်ကြီးပန်နီဘရောင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုတို့နဲ့အစည်းအဝေးပြုလုပ်ခဲ့ပါတယ်